မင်္ဂလာပါဇွန်လလ9လပိုင်းတွင်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတွင်ကံကြမ္မာဆိုးကောင်းနေတလားစာဆောင်းရန်ရှောင်းရန်များကိုကျွန်တော်တဲတော်နမိတ်ကများအဖြစ်ဖတ်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အလောက်ကိုင်းကနေပြီးတော့စတင်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ် တနင်္လာသားသမီးမိတ်ဆွေတွေဟာခန္ဓာလပိုင်းမှာဆိုလို့ရှိရင်အလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာအကြောင်းအရာကိစ္စလေးတွေဝမ်းသာစရာတည်ငောင်းလေးတွေကြားရမယ်ကြုံရမယ်တလတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့အလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့အလောက်လျှောက်ထားတဲ့သူတွေဆိုလို့ရှိရင်မုတ်ချမလွဲမဲ့သူတွေအလောက်ရရှိမယ်အင်တာဗျူးဖြေဆိုးထားတဲ့သူတွေဆိုလို့ရှိရင်လည်းပဲအင်တာဗျူးအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ် အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့နော်ဒီအလုတ်တင်နဲ့ပတ်သက်ပြီးတော့ယာရူးတိုးတက်မဲ့နော်အနေထားမျိုးလေးတွေကြုံရတတ်တယ်အလုတ်တင်နဲ့ပတ်သက်ပြီးတော့တခြားနေနံနေနဲ့စားလို့ရှိရင်တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာ ဆိုလို့ရှိရင်ထင်ပေါ်နေတာမျိုးလေးတွေပြီးသွားရင်မိတ်ဆွေတို့အနေနဲ့ခုနကတော့ကိုဖြစ်ချင်တဲ့ကိစ္စလေးတွေအောင်မြင်နိုင်မဲ့နော်အနေထားမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ် အဲ့တော့အလုတ်တွေနဲ့ပတ်သက်ပြီးတော့နော်ဒီခွန်လာပိုင်းမှာဆိုလို့ရှိရင်နော်ကိုကိုကိုယုံယုံကြည်ကြည်နဲ့တခြားလတွေထပ်ပိုးပြီးတော့ဒီလတွေမှာအားပိုးပြီးစိုက်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်နော်အလုတ်တွေနဲ့ပတ်သက်ပြီးတော့ပိုးပြီးတော့အောင်မြင်မှုတွေဒါရရှိမှာပဲဖြစ်ပါတယ် ဲ့တော့ဝန်ထမ်းတွေအနေနဲ့ဆိုလို့ရှိရင်လည်းအလောက်ကင်ထဲမှာဆိုလို့ရှိရင်မိမိတို့ဒီဌာနအလောက်ကင်ထဲမှာဆိုလို့ရှိရင်အထက်လူကြီးရဲ့ခုနကတော့အကူညီကောင်းနော်အဲခုနကတော့အဆက်အသွယ်ကောင်းလေးတွေရရှိပြီးတော့မိษွေတို့အနေနဲ့မှမျော်လင့်ထားတဲ့နေရာတစ်ခုကိုရောက်ရှိသွားတာမျိုးလေးတွေလည်းပဲကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်တနင်္လာသားသမီးမိတ်ဆွေတို့ရဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ခဏလာပိုင်းမှာဆိုလို့ရှိရင်တနင်္လာသားသမီးမိတ်ဆွေတွေဟာစက်တူလောက်ကိုင်းနေတဲ့လုပ်ငန်းတွေနဲ့ဆိုရင်ပိုးပြီးတော့အကျိုးပေးတယ် အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အင်ကာနံလုပ်ငန်းတွေကိုလောက်ကိုင်းနေတဲ့သူတွေပြီးသွားရင်ကြာသာပတိနံလုပ်ငန်းတွေကိုလောက်ကိုင်းနေရတဲ့သူတွေဆိုလို့ရှိရင်တော့ပိုးပြီးတော့အဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ထင်ပေါ်တာမျိုးလေးတွေကြော်ကြားတာမျိုးလေးတွေအောင်မြင်တာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီခုနလပိုင်းမှာဆိုလို့ရှိရင်အလုပ်တွေနဲ့ပတ်သက်ပြီးတော့တိုးချဲ့တာမျိုးလေးတွေစိုင်ခွဲဖွင့်လင့်တာမျိုးလေးတွေလောက်ဆောင်မယ်ဆိုလို့ရှိရင်လည်းပဲအောင်မြင်မှုတွေဒါရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့တနင်္လာသာသမီမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာဆိုလို့ရှိရင်စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မိမိရဲ့မိသားစုဝင်ညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာသတင်းကောင်းလေးတွေကြုံရကြားရတတ်ပါတယ် တော့တနင်္လာသားသမီးမိတ်ဆွေတို့ရဲ့ငွေကြေးကံအနေနဲ့ကဒီ9လပိုင်းမှာအားကောင်းနေတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေတို့ယင်းဒီမြုံနှမ်းထားတဲ့ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးလက်လာပါလေးတွေရှင်လန်းနေတာမျိုးလေးတွေလက်လာပါလေးတွေပွင့်လန်းနေတာမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဆုံးမလို့ဖြစ်နေသောငွေကြေးတွေမမျော်လင့်မဲနဲ့မိမိရှိကိုအလုံးလိုက်အရင်လိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်တယ်တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့ဒီ9လပိုင်းမှာဆိုလို့ ို့ရှိရင်ထီကံအားကောင်းနေတာမျိုးလေးတွေထီနော်ထီနဲ့ပတ်သက်ပြီးတော့စုအလက်ပေါ့နော်စုကြီးတော့မဟုတ်ဘူးစုသေးသေးတော့မဟုတ်ဘူးစုအလက်ပေါက်တာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီခုနှစ်လပိုင်းမှာငွေကံတွေပုံမိုးပြီးတော့အားကောင်းစေချင်တယ်ဆိုလို့ရှိရင်နော်ငားစာကျွေးတဲ့ကုသိုလ်ဒါနလေးတွေကိုပြုမယ်ဆိုလို့ရှိရင်နော်ဒီခုနှစ်လပိုင်းမှာငွေကြေးတဲ့ပတ်သက်ပြီးတော့လက်လာဘတွေပိုးပြီးတော့ပွင့်လန်းနေမှာပဲဖြစ်ပါတယ် တော့အချင်းချင်းနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေတွေမှာဂျားလူအဖြတ်ကလေးတွေပေါ်ပေါက်တတ်တယ် တယောက်နဲ့တယောက်သမီးစားတွေပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေအထင်လွဲတာမျိုးလေးတွေဂျားလူခုနကဝင်းလာတဲ့ခုနကဂျားစကားကြောင့်ပေါ့နော်တယောက်နဲ့တယောက်နားလည်မှုလေးတွေလွဲရမယ်ကိစ္စမျိုးလေးတွေကြုံရတတ်တယ်ဒါပေမဲ့လည်းပဲဒီခဏလာပိုင်းမှာဆိုလို့ရှိရင်အချင်းကြီးနဲ့ပတ်သက်လို့ရှိရင်လည်းပဲကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေနော်ဒီအခက်အခဲလေးတွေကြုံတွေ့ပြီးတော့ပြန်လဲပြီးတော့သင်းမြတ်သွားတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ် အဲ့တော့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဒီတနင်္လာသားသမီးမိတ်ဆွေတွေဟာเนาะမိမိရဲ့ဒီအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာတရင်ကောင်းလေးတွေအဆက်အသွယ်ပြတ်တောက်နေတယ်ဆိုရင်လည်းပဲအဆက်အသွယ်ပြန်လည်ရရှိတာမျိုးလေးတွေเนาะမိသားစုတွေဒီဆိုင်းမစင်ဘုံမစင်ပေါ့เนาะပြန်လည်စုံစည်းရတာမျိုးလေးတွေကြုံရတတ်တယ်အဲ့တော့အိမ်တော်ရှင်တွေအနေနဲ့လည်းပဲဒီခုနှစ်လပိုင်းထဲမှာဆိုလို့ရှိရင်เนาะမိမိတို့ရဲ့အိမ်တော်ကြီးအားလည်းပဲတင်းတင်းကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေကြုံရမယ်တလတာပဲဖြစ်ပါတယ် အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခုနှစ်လပိုင်းထဲမှာဆိုလို့ရှိရင်เนาะမိမိတို့အိမ်ကိုတနင်္လာသားသမီးပေါ့เนาะဒီညင်အိမ်ညင်နေလက်ခံခြင်းမျိုးတွေကိုကိုယ်နဲ့ဓာတ်တူနန်တူပေါ့เนาะဒီတနင်္လာသားသမီးတွေညင်အိမ်ညင်နေလက်ခံခြင်းမျိုးကို ရှောင်ရှားတင်ပါလေအဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေတွေအားလည်းပဲဒီ ခဏလာပိုင်းတလားဒါမှဆိုလို့ရှင်ထင်ပေါ်နေတာမျိုးလေးတွေကြော်ကြားနေတာမျိုးလေးတွေမိမိတို့ခုနကတော့အကူအညီလားတောင်းမဲ့သူတွေเนาะပြီးသွားလို့ရှင်မိမိတို့ခုနကတော့ဆရာတင်တဲ့သူတွေเนาะဒီများနေတာမျိုးလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ် အဲ့တော့လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ပန်းဝင်းကျင်မာလဲပဲမိမိခုနကတော့ဂုံတရင်ကကြော်စောနေတဲ့အနေအထားမျိုးလေးတွေကြုံရတတ်တယ်လူမှုရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အချိန်ကုန်ခန်းနေတာမျိုးလေးတွေလည်းပဲကြုံရမယ်တလားတာပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေအနေနဲ့เนาะရန်အတိုက်ခိုက်တွေရလဲပဲဒီ9လပိုင်းမှာပြီးခဲ့တဲ့လတွေမှာဘလောက်ပဲများခဲ့များခဲ့ဒီ9လပိုင်းမှာဆိုလို့ရှိရင်ရန်သူတွေကတော့မှမိတ်ဆွေဖြစ်နိုင်တဲ့အနေအထားမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတွေဟာဒီ9လပိုင်းမှာလူမှု ူးရင်းနဲ့လည်းပဲမျက်နှာပန်းပွင့်နေတဲ့အနေအထားမျိုးလေးတွေကြုံရတတ်ပါလေ။အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးမိတ်ဆွေတွေဟာလေနော်လေနဲ့ပတ်သက်တဲ့ယောဂါတွေပြီးသွားလို့ရှိရင်ရေနဲ့မတည့်တာမျိုးလေးတွေထိခိုက်တံရရတာမျိုးလေးတွေကြုံရတတ်ပါလေ။အဲ့တော့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့သွေးထွက်တံရိုဖြစ်မဲ့ကိစ္စမျိုးလေးတွေကြုံရတတ်ပါလေ။အဲ့တော့ပညာရေးနဲ့ပတ်သက်လို့ရှိရင်တနင်္လာသားသမီးမိတ်ဆွေတွေဟာပညာရေးနဲ့ပတ်သက်ပြီးတော့ ဒီခဏလာပိုင်းမှာဆိုလို့ရှိရင်ကောင်းမွန်နေတဲ့အနေအထားမျိုးလေးတွေရှိနေတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးငယ်ရွယ်သူတွေအနေနဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့တေချာလေးအာယုံစူးစိုက်ပြီးတော့လောက်ကင်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဝမ်းသာစရာကိစ္စလေးတွေကြုံရမယ်တလားဒါပဲဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီခဏလာပိုင်းမှာအရေးကြီးကိစ္စတွေကိုလောက်ကင်မယ်ဆိုလို့ရှိရင်တော့ခွန်ကနန်းစိုးမိုးတဲ့နေ့တွေမှာလောက်ကင်မယ်ဆိုရင်တော့ အဲမိမိတို့အနေနဲ့အကျိုးပေးဖြစ်ထွန်းအောင်မြင်မှုအောင်မြင်မှုလေးတွေဒါရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့9ရက်တို့16ရက်တို့25ရက်တွေမှာအရေးကြီးကိစ္စတွေကိုလုံဆောင်မယ်ဆိုလို့ရှိရင်တော့ကံကောင်းခြင်းလေးတွေရရှိစေမှာပဲဖြစ်ပါတယ် ဲ့တော့မိတ်ဆွေတို့အနေနဲ့เนาะအဲဒီအရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ချင်းရင် မိတ်ဆွေတို့ရဲ့အတုံးဆောင်ပစ္စည်းဒါမှမဟုတ်လို့ချင်းအဝိစားတွေမှာအဝါရောင်ပါသောအနီရောင်ပါသောလက်ကီကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်မယ်ဆိုလို့ချင်းเนาะကံတရားရဲ့ထောက်ခံကောင်းတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရတနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်เนาะ သွားရောက်ဖို့လောက်ကင်ဖို့ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့နှစ်ရက်နေကိုတော့အထူးရှောင်ရှားပေးရမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီနှစ်ရက်နေတွေမှာလောက်ကင်မယ်ဆိုလို့ရှိရင်တော့မိษွေတို့ရဲ့အလုတ်ကိစ္စလေးတွေကထင်းကောက်နေတာ မျိုးလေးတွေအဆင်မပြေတာ မျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိษွေတွေအားလုံးဒီ9လပိုင်း10လတာမှာညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမကောင်းတတ်တတ်ကောင်းအောင်ဆိုလို့ရှိရင် မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုမိမိတို့ရဲ့မွေးနံထောက်မှာပေါ့နော်ရီမှန်းပြီးတော့ဘာလူမလဲဆိုလို့ရှင်တကွန်လုံးအစဉ်ပြေတဲ့လူကလည်းတကွန်လုံးကိုလုံးလူမယ်တကွန်လုံးအစဉ်မပြေတဲ့သူတွေအားလည်းပဲထီးပြူပေါ့နော်ခွနလက်လူတန်းပြီးတော့မိษွေတို့မှာကြုံတွေ့နေရတဲ့ခက်ခဲဒုက္ခတွေကိုတိုင်တဲပြီးတော့စူးတောင်းပေးရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေ အားလုံးဒီခုနှစ်လပိုင်းမှာအဆိုးဟူသမျှဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာပြားပြားနဲ့ပြည့်စုံပြီးတော့ကံပွင့်လက်ပွင့်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်ခုနှစ်လပိုင်းအတွက်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးရဲ့ဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲအဆုံးသတ်ပါတယ်။အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်။